ခူရှန်တက်တွေဆုတ်သွားတာကြောင့် pretennis မြို့မှာအပြည့်စည်းရေနဲ့ကြံခဲ့ပါတယ်။ခူရှန်ဘက်ကဒါခါလောင်းတွေများကြီးနဲ့ pretennis ဘက်ကတော့စစ်သားတွေများပြားဆုံးရှုံးလိုက်ကြရလို့အိုဝင်ကမွန်စတာတွေကိုကြည့်ရင်ဒီကောင်တွေဘယ်ကပေါ်လာတာလဲဆိုပြီးတွေးနေပါတယ်။အပြည့်စည်းတွေကိုရှင်းနေ Holy See မဟာမိတ်တွေစုရုံးနေတော့မှာတက်သားတယောက်ကအဝေးကနေတွေးတွေးတက်လာနေတဲ့အရေးမဲလေးတွေကိုတွေးလိုက်ရပါတယ်။တေချာကြည့်လိုက်မှပဲခူရှန်လန်တွေတလူလူလွင့်လာနေရမှန်းသိသွားပြီး ဖက်ဒရီကိုဗန်ဒီမီယွန်တို့စီတရင်သွားပို့ပါတယ်ခူရှန်တက်တီးယားဘရီတန်နစ်လိုမျိုးယူတော့ဝိုင်းထားလို့ရလောက်အောင် အတော်အဆမတန်များတဲ့ပမာဏကြီးနဲ့ခြစ်တက်လာတော့ခေါင်းဆောင်တွေလည်းလန့်ဖြတ်နေကြပါပြီခူရှန်တက်တီးဘက်မှာစီလက်နဲ့ဘာကီရာကကလန်သားကြီးလည်းရှိနေပါတယ်စီလက်ရဲ့နောက်လိုက်ထပ်ပါစာရီကဘယ်လိုလုပ်ကြမလဲသခင်လေးတင်းငယ်ရဲ့တက်ဖွဲ့ဒီကိုခြစ်တက်လာနေကြပြီတင်းငယ်တက်ဖွဲ့ကများတော့မများပါဘူးသူတို့အင်အားနည်းနည်းလေးနဲ့ဒီစစ်ပွဲရဲ့အရှင်ကိုပြောင်းလဲနိုင်မှာတော့မဟုတ်ဘူး ဒါပေမဲ့သတိထားလို့ရအောင်ကုရှန်အီဂရစ်ကန်နစ်ကောအတိပေးကြမလားလို့ထပ်ပါစာတကောင်ကပြောလိုက်ပြီးအခြားတပ်ပါစာတကောင်ကဝင်ကန့်ွက်ပြန်ပါလေမင်းဘာပြောနေရလဲအဲ့အီဂရစ်ကမကောင်းဆိုးွားကွလူသားမင်းမာတွေကိုဘယ်လိုမျိုးဖောက်နေလဲမင်းမတွေ့ခဲ့ဘူးလားငါတို့ခလန်ရဲ့ကန်ဂျမာကိုအဲ့လိုနှက်ဆိုးပြီးတဘာလက်ထဲကိုအံ့မလို့လားဆိုပြီးညင်းကုန်နေကြပြီမြင့်စီလက်ကတော့ဘာတခွန်းမှမပြောပါဘူးတပါစာရီဘာကြောင့်တလို့ပြောနေကြလဲဆိုတော့သူတို့တွေကဂန်နိရှ်ကာရဲ့ရက်စက်ကြမ်းကြုတ်မှုတွေလူသားမဆန်တဲ့အတွင်းပြင်လက္ခဏာတွေ လူသားတွေကိုတုံးပြီးမကောင်းဆိုတာတားဖောက်တာတွေကိုတွေ့ဘူးထားလို့ပါကျွန်တော် တင်တဲ့ဗီဒီယိုတွေကို VPN ခံပြီးကြည့်ပေးရနဲ့ကျွန်တော်အများကြီး support ပေးရရောက်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေသဘောကျရဆိုရင် like and share လေးလုပ်ပြီး channel ကိုလည်း subscribe လုပ်ပေးသွားကြပါဦးပြီးတော့ပင်ကွင်းမှတ်မှာချထားတဲ့ Facebook page ကိုလည်း follow လေးလုပ်ပေးကြပါဦး Owen တရား cushion စစ်တက်ကြီးကိုကြည့်ပြီးဒီလောက်ကြီးရဲ့အင်အားနဲ့ဆိုရင်ခြေနေမှန်တာကြောင့်စိတ်ပူနေပြီးတက်သားတွေကလည်းထွက်ပြေးဖို့ပြောတဲ့သူကပြောဖျားတာတဲ့သူကတာနဲ့သွေးပြက်နေကြပါရဲ့ ခူရှန်တက်တီရဲ့လေယာအီယာမယထာလုံးအင်းပေါ်မှာတော့ခူရှန်အီဂရစ်ကန်နိရှ်ကရှိနေပြီးအီဂရစ်ဆိုတဲ့အတိုင်းစစ်ပွဲမှာရေတွက်ကအရေးကြီးဆုံးပဲအင်အားသာများနေဘယ်ကောင်မှရှင်နိုင်မှာမဟုတ်ဘူးဧကောင်တွေကိုတုတ်တင်စမ်းလို့အမိန်ပေးလိုက်ပါတယ်အမိန်ရလိုက်တာနဲ့ခူရှန်မြသမားတွေမျှတဲ့နေရလေထဲကိုလွင့်တက်သွားပြီးဟော်လီစီမဟာမိတ်တီရဲ့ခန္ဓာကိုယ်ထဲကိုစိုက်ဝင်သွားကြပါတယ်စင်တက်တီကအတင်းတိုးဝင်လာပြီးနင်းချေပြင်းနေနောက်ကနေမြင့်တက်တီရှေ့ပြေးတက်တီပါတစ်ဆက်သေးပါလာကြပါတယ် ဟောလီစီမဟာမိတ်တရားအင်အားများပြီမဲ့ခူရှန်နီယာအဲ့ထက်ကိုပိုများနေသေးတာကြောင့်ရှယ်ချခံနေကြရပါတယ်မျောလင်းချက်တွေပြက်ပြီးလုံးဝပြိုကွဲနေတဲ့ချိန်မှာခူရှန်စစ်ဗိုလ်တယောက်ကမြားမှန်ပြီးခေါင်းပြုတ်သွားပါတယ်မရှိမနှောင်းမှာပဲနောက်ထပ်စစ်သားတွေပါခေါင်းပြုတ်ကုန်ကြပြီးအားလုံးသိတဲ့အချိန်ဟိုးအကွာဝေးအလှမ်းရံနေတိတိကျကျပြစ်နေတဲ့အားဖိုင်ရဲ့လက်ချက်ပါအရင်က၅ချောင်းခုပြစ်ရတာနေအခု၁၀ချောင်းတစ်ပြိုင်နဲ့ပြစ်လိုက်ပြီး နားတွေမျက်လုံးတွေအုံနောက်တွေခေါင်းတွေအကုန်လုံးထုတ်ရှင်းပေါက်ကုန်တဲ့အထိအပြင်းပြီးတိကျလာပါလေခူရှန်တက်တွေကတော့ရှေ့ကိုဆက်တိုးပြီးရေမြောင်းကိုကြော်ရင်းနဲ့မြို့တိုင်းတွေကိုဖောက်ဝင်နိုင်အောင်စူးစမ်းနေကြပါလေတိုင်းငယ်ရဲ့နောက်လိုက်အပေါ်စတေတကောင်ဖြစ်တဲ့ရက်ရှာလည်းစင်နေတကောင်ပြီးတကောင်ပေါ်ကိုလှင်လင်းမြန်မြန်ကပ်ရင်းနဲ့စိတ်ရင်းဝင်စေတဲ့အစိတ်တွေကိုထိုးသွင်းပေးလိုက်တာကြောင့်စင်နေကမှွန့်ကုန်ပြီးမြင်မြင်သမျှခူရှန်တွေကိုပြန်နှင်းချေတတ်ကြပါတော့တယ် စင်နေတောင်းကျမ်းနေတာကြောင့်အိုဝင်တဲ့စီလက်တို့လည်းဘာရီဖြစ်နေရလဲဆိုပြီးနားမလည်နိုင်လှမ်းကြည့်နေပါရဲ့တိုက်ပွဲစစ်မီပြင်းနဲ့မလန်မကန်းဟာကြောက်ကဘာရဲ့အောက်ကတင်မောပြက်ထဲမှာတော့တက်သားတွေကစောင့်နေခဲ့ပြီးကဘာပေါ်တိုင်းစချီတက်လာနေပါပြီခူရှန်တရင်ပို့သမားကန်နစ်ကာစီကိုလာပြီးရှောက်တင်စရာရှိပါရဲ့ရှင်ရှေ့ပြီးမြင်းတက်တွေကရေထဲကိုပြုတ်ကြကုန်ပြီးစင်တက်တွေလည်းထိန်းချုပ်မရတောင်းကျမ်းနေပါရဲ့ကိုလူချင်းချင်းတွေပါနင်းတက်နေရကြောင့်ကစင်ကလျာဖြစ်နေကြောင်းရှောက်တင်လိုက်ပါရဲ့ ူရှန်စစ်တပ်ကြီးရဲ့နောက်ဖက်ကုန်းမြင့်ပေါ်မှာတော့ Griffith နဲ့သူ့နောက်လိုက်သင်းငယ်ဖွဲ့တွေကနေရာယူထားကြပါတယ်။ Griffith ကအချိန်ကျပြီဆိုပြီး helmet ကိုစွတ်ဓားကိုထုတ်ရင်းနဲ့ခြစ်တက်ဖို့အမိန့်ပေးလိုက်ပြီးခူရှန်နေရာခြုံကူတိုက်ခိုင်ရတာကြောင့်ခဏကြောင်သွားကြပြီမဲ့ရန်သူအင်အားနည်းတာကြောင့်ရက်ပြီးတော့ပြန်ရင်ဆိုင်ဖို့ပြင်လိုက်ကြပါတယ်။ Griffith ရဲ့ရှေ့ကနေ Lucas ဦးဆောင်တဲ့ Apostle ကောင်တွေကဝင်ကာလိုက်ပြီးအလုံးရင်းနဲ့ဝင်တိုးတာကြောင့်ခူရှန်တက်တီဖီယိုဖီယဲဖြစ်ကုန်ပါတယ်။ဒီကောင်တွေအင်အားရာကနန်းလောက်ပဲရှိရာ ဝိုင်းထားပြီးခြေမုံကြလို့ခူရှန်စစ်ဘူတယောက်ကပုံစံဖော်ဖို့အမိန်ပေးနေတော့မှာပစိန်တလက်ဓာတ်တစ်ဖက်နဲ့အင်မော်တယ်ဇော့ကြီးကပြေးဝင်လာပြီးခုတ်ပါတော့တယ်ဆော့နဲ့အတူသူ့ဦးဆောင်တဲ့မွန်စတာကောင်တွေပါရောက်လာပြီးဘေးဘက်ကနေထတ်ချပြန်တာကြောင့်ခူရှန်နေနလန်းမထူနိုင်အောင်ဖြစ်နေပါတယ်မွန်စတာတွေအပေါ်စတယ်ဖြစ်တာကြောင့်ခူရှန်သိန်းကနန်းလောက်ကိုယာကနန်းလောက်ပဲရှိတဲ့သိန်းငယ်တပ်ဖွဲ့တွေကကောင်းကောင်းရင်ဒုက္ခပေးနိုင်နေပါတယ်ခူရှန်တက်တီကိုထိုးစစ်စင်ဝင်တိုးနေတဲ့တပ်စုကိုမြင်တော့ ဘသူတွေများလဲဆိုပြီးအိုဝင်တို့မဟာမိတ်အဖွဲ့အန်အွန်နေတို့မှာအနီးကပ်လာကမှ Griffin နဲ့သူ့ရဲ့သိန်းငက်အလံသိန်းငက်တက်ဖွဲ့မှန်းတီတော့ပိုအန်အောကုန်ကြရပါတယ်။စီလက်ကလည်း Griffin ကိုမြင်တာနဲ့ဖမ်းမယ်ဆိုပြီးပြေးသွားပါတယ်။သိန်းငက်တက်ဖွဲ့ကြီးဟာသူတို့အစီအစဉ်တိုင်း Acre Ganesh ကရှိရာစီကိုတက်တက်မက်မက်တိုးဝင်နေပြီးအဆောင်နေတက်သားတွေကလည်းမတားနိုင်ကြပါဘူး။အခြေအနေမှန်တာကြောင့် Acre ရှိနေတဲ့ယထာကြီးကိုအမြန်ဆုံးရွှေ့ဖို့အတွက်စင်တိန်တွေကိုစင်မောင်းခိုင်းပြီးမြဲ။ ဇော့ကအမြင့်တကောင်နဲ့ရောက်လာပြီးတာရဲတကောင်လူမျိုးဟိမ့်လိုက်တာဆင်နီအလုံးကြောက်လန့်ကုန်ပြီးတုတ်တုတ်တော့မလှုပ်ရဲပါဘူးခူရှန်နီရဲ့တိုက်စစ်ဆင်နီရောတဲပို့ရဲ့ဆင်နီရောမလှုပ်ရဲပဲကြောက်နေတာကြောင့်သိမ့်ငတ်ဖွဲ့ဟာရှီရဲ့လူဝင်အားနဲ့ဂန်နစ်ကာရဲ့ရထားလုံးကိုဝိုင်းလိုက်နိုင်ကြပါရဲ့ဖက်ဒရီကိုဗန်ဒီမီယွန်တို့ရောအိုဝင်တို့ရောဘာရီဖြစ်နေလဲဆိုပြီးအံ့ဩနေကြပါရဲ့အရှင်မင်းအရှင်မင်းရန်သူတွေရောက်လာပါပြီဆိုပြီးခူရှန်စစ်သားတယောက်တရင်လာပို့နေတော့မှဂန်နစ်ကရှေ့မှာနေခေါင်းဖြတ်ခံလိုက်ရပါတယ် ဝေယုံဖြူတလူလူလွတ်နေတယ်စစ်ဝတ်စုံပြင်းတဲ့ graphic ကဂန်နိရှ်ကာရဲ့ရှေ့ကိုထဲကြီးရောက်လာတာပါဂန်နိရှ်ကာရဲ့တွေးထဲမှာတိတ်ငက်ဆိုတာတီကောင်းလာပြန်လည်မွေးဖွားလာတယ်မကောင်းဆိုရရဲ့တခင်ဆိုတာလားလို့တွေးနေရင်းနဲ့ဂန်နိရှ်ကာရဲ့လက်တီတုံလာပါတယ်ဟာငါလက်တီတုံနေပါလားကဘာပေါ်မှာအကြီးမားဆုံး empire ကြီးကိုအုပ်ချုပ်နေရတဲ့သူကဘာလို့တုံနေရလဲလို့ကိုကိုကိုမေးခွန်းပြန်ထုတ်နေပါတယ် graphic က ်အမင်းရဲ့သွေးကြောတွေထဲမှာနှက်ဆူသွေးတွေစီစင်းနေရအောင်ခံစားရတယ်လို့ပြောလိုက်ပါတယ်ပြောချင်တာကမင်းလည်းငါတို့လိုနှက်ဆူတစ်ခေါင်ပဲညှိုးနွယ်တူပဲလို့ဆိုလိုတာပါ Griffith ရဲ့တန်ကိုကြားတာနဲ့ Candice ကအံ့ဩသွားပြီးဘလူတောင်တာယာနာပြုတ်ပဲကောင်းတဲ့တန်လေသူရဲ့တီရှိမှုနဲ့အရာရာဟာပြည့်စုံတာယာနေတယ်လို့ခံစားနေရတာပဲဆိုပြီး Candice ကတွေးမိသွားပါတယ်ဂရစ်ဖစ်ကစောင့်မြင်ကက်စီယာကောင်းလောင်ကိုပြည်စုံလွှင့်နေတာပါ စီလက်က graphic ကိုဖမ်းမယ်ဆိုပြီးရထားလုံးစီကိုကတ်လာနေပြီးနောက်ကသူ့တပည့်တပ်ပစာကြီးလည်းပါလာပါတယ်စီလက်က20မဝင်သေးပဲခေါမိုးပေါဝါနေတဆင့်အထက်က garnish ကနေ graphic ကိုလှမ်းဆောင်ကြည့်နေပါတယ် graphic ရဲ့ရုပ်အတန်ဝင်မြင်ရကြားရုံနဲ့တင်စိတ်တွေလှုပ်ရှားနေပြီး graphic ကတော့မင်းပုံစံကြည့်ရပင်ပင်မဲမဲခံစားနေရတယ်လို့ပဲဆိုပြီး garnish ကိုလက်နဲ့ထိဖို့လှမ်းလိုက်ပါတယ်အဲ့ခိုက်တန့်လေးမှာ garnish ကမဖြစ်ဘူးသူ့လက်သား ူလက်တာငါ့ကိုထိလိုက်မယ်ဆိုရင်ငါ့အရာအလုံးသူ့အတွက်ဆွတ်လွတ်မိလိမ့်မယ်မဖြစ်ဘူးဆိုပြီးကြည်ညိုနေတဲ့စိတ်ကိုအတင်းတိုက်ထုတ်ရင်းနဲ့ခန္ဓာကိုယ်အဖော်စတေဖောင်ပြောင်းပြလိုက်ပါတယ်အဲရောမှာစီလက်လေသူတို့ခစားနေတဲ့အရှင်ဟာလူမဟုတ်ဘူးဆိုတာတေချာတစ်ထက်တေချာသွားပါတယ်ကန်နစ်ကဖောင်ပြောင်းသွားတာနဲ့ဇော့ကလည်းချက်ချင်းဒေါ်လာထွက်ပြီးမန်ဖီလိုက်ပြီမဲ့ဂရစ်ဖစ်ကလက်ကပြလိုက်ပါတယ်ကန်နစ်ကတော့သူ့ထုံးစံအတိုင်းငါဟာခူရှန်အင်ပါယာရဲ့ကြီးမြတ်လာတဲ့အီဂရစ်တပါပဲ နေမြေပေါင်းများစွာကိုတိမ့်သွန်းအောင်မြင်ခဲ့တဲ့အုတ်ချုပ်သူတယောက်ငါကပဲသူများကိုနိုင်ယူမယ်ငါ့ကိုနိုင်ယူတာမခံဘူးငါဖြစ်စည်းလို့မရရဲမကောင်းဆိုးသောဘရင်ပဲမင်းငါ့ကိုလာရှုပ်မိရမှားပြီငါမင်းကိုမတတ်ပါဘူးလှုပ်မရတဲ့အထိမင်းကိုနိုင်ယူပြီးငါရဲ့အကျဉ်းသားဖြစ်ဖမ်းထားမယ်ပြီးရင် မင်းရဲ့အလှတရားတွေကိုဖျက်ဆီးပြစ်မယ်လို့ဂန်နီရှ်ကအဆက်မပြတ်ကြိမ်းဝါလိုက်ပါတယ်ဂရစ်ဖစ်ကတော့မတုံမလုံနဲ့ဒီနေရာလေသိမ့်မရဘူးပဲပိတ်လောင်နေရယ်ဆိုပြီးလေတံအေးအေးနဲ့ပြောလိုက်ပါတယ် Griffiths ကဆုံးတာနဲ့ Apostle ကောင်အကြီးကြီးတွေက Ganesh ကရဲ့ရထားလုံးခေါင်းမိုးယူမှပြီးပြစ်ချလိုက်ပါတယ်။ Silas နဲ့ Tabasaro တွေလည်းဘေးဘက်ကိုရှောင်ပြီးပွဲကိုဆက်ကြည့်နေကြပါတယ်။ဘာလို့နေရလဲဆိုပြီး Ganesh ကနားမလည်နိုင်ဖြစ်နေတော့မှာပင်လယ်ဆားနဲ့နေတင်းနေတာပဲလို့ Griffiths ကပြောလိုက်ပြီးတစ်ဆက်ထဲမှာတိုက်ပွဲဖြစ်ရနေရာကွန်းပြင်းကြီး ဖြစ်တာကြောင့်ပင်လေဘက်ကတိုက်တဲ့လေတွေကတဝောဝောနဲ့တိုးဝင်လာပါတယ်။အဲတော့မှ Ganesh ကသတိထားမိသွားပြီ လေတိုက်အောင်ခြေနေကိုတမင်ပြောင်းလိုက်တာမှတိသွားပါရဲ့ရင်ငွေလေတွေနဲ့ဖွဲ့စည်းထားတဲ့ခန္ဓာကိုယ်ကြီးဖြစ်တာကြောင့်ဂန်နစ်ကသူ့ခန္ဓာကိုယ်ပုံစံမပြတ်အောင်စူးစမ်းထိန်းနေရပါရဲ့မဖြစ်ဘူးဒီနှုံးနဲ့ဆိုဒီလေတိုက်နှုံးနဲ့ဆိုရင်ငါပုံစံပြတ်သွားလိမ့်မယ်လို့ရေရွအော်ဟစ်နေရင်တကယ်လဲလေရပြင်းလွှဲတာကြောင့်ဂန်နစ်ကရဲ့မြူကိုယ်ကိုလွတ်စင်ကုန်ပြီးလူသားပုံစံအဖြစ်နဲ့ဂရစ်ဖစ်ရဲ့ရှေ့မှာဒူးထောက်ရက်သားကျသွားပါရဲ့ဂရစ်ဖစ်ရဲ့မျက်လုံးတွေကိုအာယူပြီးရင်ဆိုင်မဖြစ်နိုင်ဘူး သူကငါရဲ့အားနည်းချက်ကိုသိရအောင်တမင်လေးကိုအသုံးချခဲ့ရလားဒါမှမဟုတ်တိုက်ဆိုင်သွားရလားတိုက်ဆိုင်သွားတာပဲဖြစ်မှာပါဆိုပြီးတွေးနေတော့မှတက်ဆုပ်ပေးနိုင်မလားအခရစ်ကန်နစ်ကဆိုရဲဂရစ်ဖစ်ရဲ့အတန်ကြောင့်အံ့ဩသွားပါတယ်တကယ်ဆိုရင်ဒီအချိန်နေမှာဂရစ်ဖစ်ကကန်နစ်ကိုတတ်လိုက်လို့ရပေမဲ့တက်ဆုပ်ပေးနိုင်မလားဆိုပြီးရင်ကြီးကြီးမေးလိုက်တာကြောင့်အံ့ဩသွားတာပါဆက်ပြီးတော့ဂရစ်ဖစ်ကဟုတ်ပါတယ်မင်းရဲ့အပေါ်စတယ်ဖောင်ငါတို့ဓာတ်ရည်နဲ့တိုက်ခိုက်လို့မရပါဘူး ဒါပေမဲ့ဒီအခြေအနေနဲ့လေတိုက်နှုန်းတွေကြောင့်တင်ရလဲအပေါ်စတေဖောင်ပြောင်းနိုင်မှာမဟုတ်ဘူးပြီးတော့တင်ရမြူကိုးတွေဖြစ်ပြောင်းပြီး၍လျားနိုင်တာကြောင့်ဖမ်းချုပ်ထားလို့လည်းရမှာမဟုတ်ဘူးဒီနေရာမှာတုတ်တင် ခံလိုက်ရရင်မင်းရဲ့နောက်လိုက်တည်းကအကြီးညိုပြတ်သွားလိမ့်မယ်ဒါကြောင့်ငါတို့ရဲ့အနိုင်ရှုံးဆုံးဖြတ်မဲ့တိုက်ပွဲကိုမင်းရဲ့နန်းတို့ရှိရာတော်ဝင်မြို့တော်မှာတနည်းအားဖြင့်ဝင်းတန်းမြို့မှာတိုက်ကြရအောင်လို့ graphic ကပြောလိုက်ပါတယ် canish ကထရက်လိုက်ပြီးကောင်းပြီလေငါတို့ရဲ့ဆုံးဖြတ်တိုက်ပွဲကိုငါရဲ့မကောင်းဆိုးဝါးမြို့တော်မှာရင်ဆိုင်ကြမယ် မင်းရဲ့စစ်ချီမှုငါဘက်ကလည်းရရဆက်ဆက်ပြန်တုံပြန်ပြမယ်လို့ပြောရင်းနဲ့ကူရှန်တက်တီအားလုံးဆုတ်ဖို့အချက်ပြမီးရေဖောက်လိုက်ပါတယ်တိုက်ပွဲတာစီရနေတာ우ဘာကြောင့်တက်ဆုတ်တာလဲဆိုပြီးမသိသေးတဲ့ကူရှန်တွေကအံ့ဩနေကြသလိုဟော်လီစီမဟာမိတ်တွေကတော့ပူတောင်အံ့ဩဝမ်းသာကြပါသေးတယ်တိုင်းငင်တက်ဖွဲ့ကတက်စိတ်သေးသေးလေးနဲ့စွမ်းဆောင်လိုက်နိုင်တာလားဆိုပြီးအိုဝင်တို့တွေအံ့ဩနေကြသလိုဖက်ဒရီကိုတို့လည်းဒီသူရဲကောင်းတွေကဘယ်တိုင်းပြီးကနေလာကူညီရလဲဆိုပြီးသိကျင်နေပါတယ် ဂရစ်ဖစ်ကရောသူ့ထုံးစံအတိုင်းလူအများရဲ့ချီကျူးထောပနာတွေကိုခံယူရင်းနဲ့သူရဲကောင်းကြီးဖြစ်ရှိနေပါလေ။ခူရှန်တက်တွေဆုတ်သွားပြီကွ။မြင်းစည်းစစ်သည်ယာကနန်းလောင်နဲ့တိမ့်ချီရှိရဲ့စစ်တပ်ကြီးကိုခြေမုံးခဲ့တာ။အဲ့လံငါမှတ်မိရဲ့။သူတို့ကချူရာမစ်လန်နှစ်တရာစစ်ပွဲမှာချူရာအင်ပါယာကြီးကိုနိုင်ယူသိမ်းပိုင်နိုင်ခဲ့တဲ့အဖြူရောင်တိမ့်ငက်ဦးဆောင်တဲ့တိမ့်ငက်ဖွဲ့ပဲဆိုပြီးမဟာမိတ်တပ်သားတွေချင်းချင်းပြောနေကြပါလေ။ဂရစ်ဖစ်ဆောက်ွက်ကိုလည်းကြည်ရင်းနဲ့ချောလိုက်တာဆိုပြီးတွေးနေကြပါလေ။ ိုဝင်ကတော့မစ်လန်ရဲ့အရှင်တယောက်ဖြစ်တာကြောင့်ဂရစ်ဖစ်ကိုကြည့်ရင်းနဲ့မှားစရာမရှိဘူးအဲ့ဒါအရှင်ဂရစ်ဖစ်ပဲမစ်လန်ရဲ့ကက်ဒီရှင်သူရဲကောင်းတယောက်သူကတကယ်ကိုထူးချွန်ထက်မြက်ပြီးအများထက်သားလွန်တဲ့သူတယောက်ဆိုတာသိပါတယ်ဒါပေမဲ့အခုကတော့အခုတော့သူကအဲ့ထက်ကိုပိုတာနေပြီလူသားရဲ့လက်လန်းမမီနိုင်အမီမလိုက်နိုင်တဲ့တီရှိမှုတစ်ခုလိုပါပဲလားလို့အိုဝင်ကတွေးနေပါတယ်ခန္ဓာဂိတ်ကိုဖွင့်ပြီး factory ကို bandimion တို့တွေပါထွက်ပြီးတော့ graphic ကိုလာတွေ့ပါတယ် အကြီးအမှုဖြစ်တဲ့ Ferry ကိုဗန်ဒီမီယွန်ရပဲပထမဆုံးအနေနဲ့ Holy See မဟာမိတ်တပ်တည်းရဲ့ကိုစားကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ကျုပ်က Ferry ကိုဗန်ဒီမီယွန်ပါတင်းတို့ဘယ်နိုင်ငံကလဲဆိုတော့သိချင်ပါတယ်ဆိုပြီး Griffith တို့ကိုမေးလိုက်ပါတယ် Griffith ကလည်းကျွန်တို့ကသိငတ်ဖွဲ့ပါတော်ဝင်အိမ်တော်ရဲ့ဓာတ်ရရာဇသံကိုနာခံတဲ့မစ်လန်လွမြောက်ရေးတပ်မတော်ပါပြီးတော့တခါလေးကြင်ညာစရာရှိပါတယ်မစ်လန်နိုင်ငံတွင်းမှာခြေချနေတဲ့တပ်တွေ ကျုပ်တို့နဲ့ရန်သူမဟုတ်တဲ့မဟာမိတ်ဖြစ်တရှိလူတွေအားလုံးကကျုပ်မင်းကိုနာခံရမယ်။လက်မခံနိုင်တဲ့သူတွေကျုပ်တို့တိုင်းပြည်နဲ့မပတ်သက်ဖိနေဖို့ပြောချင်ပါတယ်ဆိုပြီးအထက်စည်းဆိုင်နဲ့ကြေညာချက်တစ်ခုကိုထုတ်လိုက်တော့အကုန်လုံးအံ့ဩသွားကြပါတယ်။မခံမရနိုင်တဲ့ Lord တွေကအတိတ်ပဲမရှိလိုက်တာ။မင်းတို့လွတ်လပ်ရေးတက်တယ်ပါငါမသိဘူး။ဒါပေမဲ့တက်စုသေးသေးလေးတစ်ခုရဲ့ကွန်မန်ဒါတကောင်ကမင်းကိုမင်းတို့လောက်ပြောပိုင်ခွင့်ရှိရမြထင်နေရလား။မင်းတို့ကဘာကောင်တွေမှုတ်လို့လဲဆိုပြီးပြန်ပြောလိုက်ပါတယ်။ဘာကောင်တွေမှမဟုတ်ပါဘူး။ ကျုပ်တို့ကတာမန်မစ်လန်တက်ဖွဲ့လေးတခုပါဆိုပြီးဂရစ်ဖစ်ပြောနေတော့မှာမင်းဘာပြောလိုက်တာလဲကွာဆိုတဲ့တန်နဲ့မစ်လန်ရှင်တွေရောက်လာပါတယ်မင်းဘာပြောနေရလဲ sacrifice တာမန်မစ်လန်တက်ဖွဲ့တခု ဟုတ်လားစောက်တိပဲမရှိရည်လာမပြောနဲ့မစ်လန်ရဲ့ထုံးစံရတာမန်တက်ဖွဲ့ကြီးအားလုံးကငါတို့ lodge တွေရဲ့လက်အောက်မှာပဲရှိရည်ငါတို့အမေကိုပဲနာခံကြရဲဆိုပြီးအာကျယ်နေတော့ lucas ကထွက်လာပြီးဒါဆိုလဲမေးပါဦးမင်း ခူရှန်နေနဲ့ငါတို့လွတ်လပ်ရေးတပ်မတော်ရင်နဲ့မစ်လန်နဲ့ဇက်မှာတိုက်ပွဲဖြစ်နေချိန်တုန်းကတင့်လန်အောက်ကမစ်လန်တပ်ဖွဲ့တွေဘယ်ရောက်နေလဲဘယ်တိုက်ပွဲမှာများငါတို့နဲ့အတူရင်ပေါင်တမ်းပြီးတိုက်ပေးခဲ့ဘူးလို့လေလို့လိုကတ်စ်ကပြောလိုက်တော့လော့ဒ်ရီဘာမှပြန်မပြောနိုင်တော့ပါဘူးဆက်ပြီးမစ်လန်တပ်ဖွဲ့တွေရဲ့စီမင်းကအသက်တည်တည်ရှင်ရှင်ဘလို့ပဲကြက်တီးနေပါစေတိုင်းပြည်နဲ့တော်ဝင်အင်တိုနောက်ဆုံးချိန်ထိအယိုးကြည်ကြည်ရေခန်းခန်းကာဝယ်ရမယ်အက်တာဝင်ုံမှမကြေပွန်နိုင်ရင်ဘလောက်ပဲအာဏာမြင့်နေပါစေ စစ်သူရဲကောင်းတယောက်မဖြစ်နိုင်ဘူးဆိုပြီးပြောလိုက်တော့ lottery လည်းအနာထိပ်ပြီးဆက်နေပါရယ်အဲ့အချိန်မှာနင်းနေကြကြလက်ကြရှိတဲ့ညံပြေးရဲ့ lottery တယောက်ကထားပါဒါမှငါမပြောစရာကြံသေးတယ်စောစောကမင်းပြောတဲ့အထဲမှာတော်ဝင်မိသားစုရဲ့ဓာတ်ရိုက်အမင်းကိုနာခံနေဆိုတဲ့စကားအဲ့ဒါမင်းပါလို့ဆိုလိုရလေတော်ဝင်သွေးရဲ့နောက်ဆုံးတယောက်ဖြစ်တဲ့မင်းမီလီချာလော့ကလည်းပျောက်နေတယ်တီလားရှင်လားတော့သိရမဟုတ်ဘူးအဲ့တော့တော်ဝင်မိသားစုရဲ့ဓာတ်ရိုက်အမင်းဆိုတော့မဖြစ်နိုင်ဘူးလိန်ပြောနေရမက်လား ီးတော့မင်းကတော်ဝင်မိသားစုပေါ်သစ္စာဖောက်မှုနဲ့လည်းအချင်းချခံရဘူးရဲ့ကောင်တိုင်းပြည်သစ္စာဖောက်တယောက်ပဲမင်းကအခုလိုတိုင်းပြည်မငြိမ်မသက်ဖြစ်ပြီးရှုပ်ထွေးနေတာကိုအခွင့်ကောင်းယူအာနာမြင့်ကိုရောက်ဖို့ပလင်ကိုလူဖို့ကြံနေရမလားလို့ချက်ကြလက်ကြပြောလိုက်ပြီး traffic ကိုအနိုင်ပိုင်းလိုက်နိုင်ပြီလို့တွေးနေတော့မှအဲ့ဒါနားလည်မှုလွဲနေရပါရှင်ဆိုတဲ့တန်နဲ့မင်းသမီးလေး Charlotte ကလူအုပ်ထဲကနေထွက်လာပါတယ် မင်းသမီးလေးချာလော့ဆိုပြီးမြင်လိုက်တာနဲ့မစ်လန်ရဲ့ရှင်ဒီအားလုံးကအံ့ဩဝမ်းသာသွားပြီးပြေးလာရင်းနဲ့ဒူးထောက်အယူသေးပေးလိုက်ကြပါရယ်ချာလော့ကအရွယ်ရောက်ဆောင်မင်းမပြိုလေးတယောက်ဖြစ်တာကြောင့်ထုံးစံတိုင်းဘာပြောရမှန်းမသိဖြစ်နေချိန်မှာ Griffith ကချာလော့အနာရောက်လာပြီးလက်လေးကိုစုပ်ကင်ထားပေးလိုက်ပါရယ်အားကိုးရှိသွားပြီဆိုတော့ချာလော့လည်းအာတင်းရင်းနဲ့အရှင်းဆုံးခေါင်းမော်လို့ရပါပြီကျမချာလော့မစ်လန်ရဲ့ဘီယမဖြစ်နေဒီနေရာမှာထုတ်ပြန်စရာရှိပါရယ်ကျမရဲ့ကျင်ရတော့ သိန်းငတ်ဖွဲ့ရဲ့ခေါင်းဆောင်အရှင်ဂရစ်ဖစ်ကိုမစ်လန်တက်မရိုအားလုံးရဲ့အထက် Supreme Commander စစ်သူကြီးချုပ်ဆိုတဲ့ယာတူးကိုအဲ့နင်းပါတယ်ဆိုပြီးအမိန့်ထုတ်ပြန်ကြေညာလိုက်ပါတယ်